တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနမဒီကနေ့နိုဝင်ဘာလ9ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခန့်အပ်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့ကိုကိုကျွန်းမြို့မှာ new show ကိုမဲပေးရန်လို့ဆိုကတာသမီပိုင်ကုမ္ပဏီများမှဝန်တန်းတွေကိုလာစားအပြည့်နေစားစရိတ်ငင်းနဲ့ကိုကိုကျွန်းကိုယာယီပြောင်းရွှေ့ခန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ် ရန်ကုန်တိုင်းကိုကိုကျွန်းမြို့မှာလက်ရှိဝန်ကြီးချုပ်ရာသူရယူထားသူကျန့်ဖွတ်ပါတီရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းညူစောကိုမဲပေးရန်လို့ဆိုကောင်ညူစောရဲ့တာသမီပိုင်ကုမ္ပဏီများမှ ဝန်တန်းတွေကိုလစာအပြည့်နေစားစရိတ်ငင်းနဲ့ကိုကိုကျွန်းကိုယာယီပြောင်းရွှေ့ခိုင်းနေကြောင်းပြောင်းရွှေ့ရမှာပါဝင်တဲ့ကုမ္ပဏီဝန်တန်းများရဲ့မိသားစုအတိုင်းဝိုင်းကပြောဆိုပါတယ်ကိုကိုကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်အမတ်နေရာအတွက်ကျန့်ဖွတ်ပါတီကိုစားပြုညူစောနဲ့ပြည်သူ့ရှိဆောင်ပါတီမှ ဝင်းကျော်သူတို့က နှစ်ဦးရဲ့ရှင်ပြန်ရမှာဖြစ်ပေမဲ့ညူစောရဲ့တာသမီများပိုင်ဆိုင်တဲ့ကုမ္ပဏီများမှဝန်ထမ်းများကိုကိုကိုကျွန်းကိုယာယီပြောင်းရွှေ့ခိုင်းခဲ့ခြင်းဖြစ်ကြောင်းပြောင်းရွှေ့တဲ့ကုမ္ပဏီဝန်ထမ်းတွေကိုလည်းနေစားစီငိမ်လောက်ခလာစာအပြည့်နဲ့မုတ်ဘူး၅သိန်းပါပေးကြောင်းကိုကိုကျွန်းကိုယာယီပြောင်းရွှေ့သူတွေဟာရင်းမြစ်နယ်မှာညူစောကိုမဲပေးရန်ပြောင်းရွှေ့မဲစင်းလျှောက်ထားမှုကိုလည်းကုမ္ပဏီဘက်ကလှုံ့ဆော်ပေးကြောင်းသိရှိရပါတယ်ညိုစောမှာတန့်ညိုစောတင့်ညိုစောနဲ့စင့်ညိုစောဆိုတဲ့တာသမီ၃ဦးရှိပြီး တမီတက်ညိုစောကဒေါက်တာဇွဲမန်အောင်နဲ့အင်တော်ကြကညိုစောရဲ့စီးပွားရေးလုပ်ငန်းတွေအလုံးကိုဦးစီးလုပ်ကင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကိုကိုချင်းကိုရွှေ့တာကကိုဇွဲဒေါက်တာဇွဲမန်အောင်ရဲ့ကုမ္ပဏီကဝန်ထမ်းတွေပါတယ်။နောက်ပြီး Apex Fair ကကုမ္ပဏီဝန်ထမ်းတွေလည်းပါတယ်။ကိုကိုချင်းမှာမဲစရင်အပြောင်းပုံစံ15လျှောက်ခိုင်းတယ်။မဲဘေဘီရလက်ထွက်လာပြီးရင်ပြန်လာခေါ်မယ်။နေစားစီငိမ့်လစာအပြည့်အပြည့်မိုးဘုံငါတိမ်ပေးတယ်။ မိသားစုပါရင်လဲမိသားစုဝင်တအူးကို9သိန်းထပ်ပေးတယ်လို့ပြောင်းရွှေ့ရမှာပါဝင်ခဲ့တဲ့ကုမ္ပဏီဝင်တက်တအူးကပြောဆိုပါတယ်။ညိုဆောဟာအော်တိုဘားလ25ရက်နေ့ကဝန်ကြီးချုပ်ရာဒူးနဲ့ကိုကိုကျွန်းကိုတွားရောက်၍မင်းဆွေစီရင်မှုများလှုပ်ဆောင်ခဲ့ပေမဲ့လည်းဝန်ထမ်းတွေက၎င်းကိုမင်းမပေးမာကိုစိုးရင်ပူပန်မှုများရှိနေကြောင်းထို့ကြောင့်ဝန်ထမ်းများရဲ့ဘဝကိုကိုကျွန်းမြို့နယ်မှာပြည်သူများနဲ့မိသားစုများရဲ့ဘဝများကိုတူတာလျင်မြင့်တင်ပေးနိုင်မယ်လို့ပြောဆိုကာ၎င်းကိုမဲပေးရန်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ် ညစမစစ်တပ်မှပိုချုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်ကအချမ်းဖတ်မင်းအောင်လိုင်းကအချမ်းပေးဖြစ်ခန့်အပ်ခဲ့ပြီးတန်းရွှေခင်မှလည်းတန်းရွှေရဲ့စိတ်ချယုံကြည်အားကိုးရတဲ့တပည့်ရင်းတဦးဖြစ်ခဲ့ကြောင်းစစ်တပ်သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်ညစဟာ2020ခုနှစ်စစ်ထောက်ချုပ်အဖြစ်မှအနားယူခဲ့ပြီးစစ်တပ်ရဲ့အရန်အင်အားစီးရင်တွင်းခံခဲ့ရပါတယ်စစ်တပ်ကတို့အပတ်စဉ်23ကျောင်းစင်ညစမှာမြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC ဥက္ကဋ္ဌအင်းဝပန်ဥက္ကဋ္ဌ မင်းအောင်လိုင်းရဲ့အကြံပေးစတဲ့ယာရုများစွာကိုရယူခဲ့တဲ့အပြင်တက်မတော်နီးပညာတက္ကသိုလ်ကျောင်းအုပ်ကြီးစစ်တက္ကသိုလ်ကျောင်းအုပ်ကြီးတောင်ပိုင်းတိုင်းစစ်တနာကျုပ်တိုင်းမူအလေပိုင်းတိုင်းစစ်တနာကျုပ်တိုင်းမူစစ်တောက်ချုပ်စတဲ့ယာရုတာဝန်များအစဉ်စဉ်ထမ်းဆောင်ခဲ့ကအထက်နဲ့အောက်ဝေစားမြစားအကြာတဟဇာတာဖြစ်အောင်နေထိုင်တလွန်းသူလို့နာမည်ကြီးကစစ်ကောင်းဆောင်ဟောင်းတန်းရွှေကအထူးသဘောကျခဲ့သူတူဖြစ်ပါတယ်အကျံဖတ်မင်းအောင်လိုင်းက အနာသိန်းစစ်ခေါင်းဆောင်ဖြစ်လာတဲ့အခါမှာလဲတန်းရွှေတပည့်ရင်ညိုစောကိုပြန်လဲအတုံးပြုတ်ပြီးအငိမ့်စားအဖြစ်တတ်မှတ်နိုင်တဲ့အရန်အင်အားထိုင်ကုန်မှထိုင်နေရတဲ့အချိန်ညိုစောမှာယာဒုတောင်ဝန်များစွာပေးအပ်ခံခဲ့ရကနောက်ဆုံးမှာဝန်ကြီးချုပ်ဖြစ်မင်းအောင်လှိုင်ကခန့်အပ်ခဲ့ပြန်ပါတယ်ညိုစောဟာယနေ့အချိန်ထိစစ်ခေါင်းဆောင်ဟောင်းတန်းရွှေနဲ့မိသားစုများထံကိုအဝင်ထွက်ရှိပြီးတန်းရွှေရဲ့လိုအပ်ချက်တွေကို၎င်းကအရေးတယူဂရုတစိုက်ဖြည့်ဆည်းပေးနေစေဖြစ်တယ်လို့တပ်သတင်းရင်းမြစ်တချို့ကဆိုထားပါတယ်ခင်ဗျာ ထက်မှတ်တင်ဆက်ပေးခြင်းတကတော့တရချောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို၃ချိန်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီးလက်နက်တချို့နဲ့စစ်သားအလောင်းများစွာရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတရချောင်းမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကို၃ချိန်ကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ၃ဦးသေဆုံးခဲ့ပြီးလက်နက်တချို့နဲ့စစ်သားအလောင်းများတင်ဆက်ရရှိခဲ့ကြောင်းဒဝေခိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှေတို့ကပြောဆိုပါတယ်။ စက်တင်ဘာလ29ရက်နေ့မနက်7:00နာရီခန့်မှာတရချောင်းမြို့နယ်ကြောက်လီကရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာတနအိခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့ပတ်မှရဲဘော်တအူကြဆုံးခဲ့ကြောင်းသိရှိရပါတယ်စက်တင်ဘာလ30ရက်နေ့မှာလဲမနက်9:00နာရီခန့်မှာစတင်ကည9:00နာရီထိတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော်လိုင်းရဲဘော်တအူထပ်မံကြဆုံးခဲ့ကြောင်းသိရှိရပါတယ်ယင်းထိတွေ့တိုက်ပွဲနှစ်ကြိမ်အတွင်းမှာ အကြံဖတ်စစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ကခုနှစ်ဦးထပ်မံတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာပြင်းထန်သူများလည်းပါဝင်ကြောင်းတိုက်ပွဲများအတွင်ကာကွယ်ပူးပေါင်းတပ်ဖွဲ့ဘက်မှလက်နက်တလက်ဆုံးရှုံးခဲ့ပေမယ့်လည်းစစ်သားအလောင်းနဲ့လက်နက်တချို့ကိုသိမ်းဆည်းနိုင်ခဲ့ကြောင်းယင်းတိုက်ခိုက်မှုကိုတဝဲခိုင်တပ်ပေါင်းစုနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်အော်တိုဘန်လ၈ရက်နေ့မနက်၁၇:၄၅မိနစ်ခန့်မှာလည်းတရချောင်းမြွနဲ့ပဒက်ချောင်းကြီးကြေးရွာကိုစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ယင်းထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကြောင်းထိုတိုက်ခိုက်မှုကိုတဝဲခင်တပ်ပေါင်းစုနဲ့ KNU တပ်မဟာလေးတရင်စနစ်တို့ကပူးပေါင်းလုဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့တဝဲခင်တပ်ပေါင်းစုအနေနဲ့အောင်ပွဲတွေစတိုက်ရဖို့ဆိုရင်အနောက်ကလက်နက်ခင်းရက်နဲ့ကြီးများများဖြည့်တင်းပေးနိုင်ဖို့ပြည်ရင်းပြည်ပထပ်ဖို့ရဲဘော်များဒီထက်မကပိုပြီးအားစိတ်ပေးကြဖို့လိုပါတယ်။ ငါနဲ့တာကျွန်တော်တို့တော်လိုင်းရဲဘော်တွေရဲ့စ조사အားထုတ်မှုအသေးပွင့်တွေဒီထက်မကမြင်လာရမှာဖြစ်ပါတယ်ရှေ့ဆက်ပြီးစီးရေး level မြင်လာနိုင်တဲ့အတွက်ပြည်သူများအလုံးစီးရေးတရရှိကြဖို့ပြည်သူကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေကြုံလာရနိုင်တဲ့အတွက်အထူးကယူဆိုင်ကြဖို့ပြောကြင်ပါတယ်လို့ဒဝေခိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှေ့တို့ကပြောဆိုပါတယ်ခင်ဗျာ က်မှတ်တင်ဆက်ပေးခြင်းဒါကတော့ကိုပိုင်ចောင်းတဲ့ပုဂ္ဂလိကចောင်းတွေမှာ CDM ចောင်းဆရာဆရာမများကိုခန့်အပ်ထားခြင်းမပြုလုပ်ရန်စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနကညွှန်ကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကိုပိုင်ចောင်းတဲ့ပုဂ္ဂလိကចောင်းတွေမှာ CDM ចောင်းဆရာဆရာမတွေကိုခန့်အပ်ထားခြင်းမပြုလုပ်ရန်အကြံဖတ်စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းပညာရေးဝန်ကြီးဌာနတရင်ရင့်မြစ်ကပြောဆိုပါတယ်။စက်တင်ဘာလ24ရက်နေ့နဲ့25ရက်နေ့တို့မှာကျင်းပပြုလုပ်ခဲ့တဲ့ ကိုပိုင်တမဟုတ်ပုဂ္ဂလိကကြောင့်ကြီးကြပ်ရေးအဖွဲ့ရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာအထပ်ပါအတိုင်းဆုံးဖြတ်ချက်ကိုထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်ထဲမှာကိုပိုင်တမဟုတ်ပုဂ္ဂလိကကြောင့်များမှာ disloyalty civil servant တစ္ဆောက်ဝန်တန်းများကိုခန့်ထားခြင်းမပြုလို့ရန်အကြံဖတ်စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနကညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်ပုဂ္ဂလိကပညာရေးဥပဒေနဲ့ကိုပိုင်တမဟုတ်ပုဂ္ဂလိကကြောင့်ကြီးကြပ်ရေးအဖွဲ့ရဲ့အမိန့်ကြေညာစာတွေကိုလည်း တိကျစွာလိုက်နာကြရင်အစီအဝေးဆုံးဖြတ်ချက်မှာထည့်သွင်းထားကြောင်းသိရှိရပါတယ်။စစ်ခွေးတွေက CDM ကျောင်းဆရာဆရာမတွေကိုပါ PRP ချင်းချောက်ဖို့လားမသိဘူး။အခုကိုပိုင်ကျောင်းနဲ့ပုလိကကျောင်းတွေမှာ CDM ကျောင်းဆရာဆရာမတွေကိုခန့်အပ်ထားခြင်းမပြုလုပ်ဖို့ဆိုပြီးဝန်ကြီးဌာနကညွှန်ကြားချက်ထွက်လာတယ်။ကျောင်းတွေကိုဝင်ရောက်စစ်ဆေးတာတွေလွတ်ဆောင်မလားတော့မသိဘူးလို့ပညာရေးဝန်ကြီးဌာနတင်ရင်းမြစ်ကပြောဆိုပါတယ်။အကြံဖတ်စစ်ကောင်စီဟာ2024ခုနှစ်ဇူလိုင်လ12ရက်နေ့မှာ အကြောင်းအမျိုးမျိုးကြောင့်ခွင့်ပြုချက်မရရှိဘဲလုပ်ငန်းခွင်စွန့်ခွာသွားတဲ့ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းတွေကိုအမိမဲစီးရင် blacklist မှပယ်ဖျက်ပေးမယ်လို့ကြေညာခဲ့ပေမဲ့လည်း DCS တစ္ဆပောက်ဝန်ထမ်းများလို့လက်ရှိအချိန်ထိသုံးနှုန်းကဖမ်းဆီးမှုလွတ်ဆောင်နေဆဲဖြစ်ကြောင်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မင်းအောင်လိုင်းပြုတ်ကျဖို့ညီညွတ်စွာနဲ့လက်နက်ကင်တိုက်ဖြိုချမယ်လို့ TNL ခေါင်းဆောင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်အနာသိန်းစစ်တပ်ခေါင်းဆောင်မင်းအောင်လိုင်း ဘယ်ချိန်မှပြုတ်ကြမလဲဆိုတာခံမင်းရခက်ပေမဲ့စစ်အာဏာရှင်ပြုတ်ကြအောင်ညင်ညွတ်စွာတိုက်မှရမယ်လို့တအောင်တက်မတော် TNL ကောင်းဆောင်တဦးဖြစ်တဲ့အထွေထွေအတွင်းရင်းမှုချုပ်ဗိုလ်ချုပ်တာပုံကျော်ကပြောကြားလိုက်ပါတယ်။အော်တိုဘာလ3ရက်နေ့ကထုတ်ပြန်တဲ့ TNL သတင်းပြန်ကြားရေးဌာနရဲ့အော်တိုဘာလထုတ်စာဆောင်မှာဗိုလ်ချုပ်တာပုံကျော်ပြောကြားတဲ့မိကွန်းကိုဖော်ပြခဲ့တာပါ။တအောင်လောအကယ်ဒမီကျောင်းစင်ပွဲတက်ရောက်ခဲ့တဲ့ဗိုလ်ချုပ်တာပုံကျော်ရဲ့မိကွန်းကိုမြန်မာပါတာနဲ့ဖော်ပြခဲ့တာပါ။ ကျောင်းစင်ပွဲလုပ်ခဲ့တဲ့အချိန်ကာလကိုတော့မဖော်ပြထားပါဘူး။ TNL နဲ့စစ်ကောင်စီတို့တရုတ်အစိုးရရဲ့ဂျားဝင်မှုနဲ့အော်တိုဘာလကုန်ပိုင်းမှာအပြစ်ခက်ရက်စေးခဲ့ပေမယ့် TNL ခေါင်းဆောင်ပိုကျုတာဘုံကျော်ကမင်းအွန်လိုင်းနဲ့စစ်အာဏာရှင်တွေပြုတ်ကြရေးလက်နက်ကင်တိုက်ပြီးဖြိုချမှတ်တာရမယ်လို့ပြောကြားချက်ကိုအခုလိုဖော်ပြခဲ့တာပါ။မင်းအွန်လိုင်းစစ်အာဏာရှင်တို့ဘယ်ချိန်ပြုတ်မလဲကျွန်တော်တို့ခံမှန်းရခက်တယ်။အားလုံးကကျွန်တော်တို့ဒီຫນွေဦးတော်လန်ကြီးကအဲ့ဒီလောက်ညှဉ်းညွတ်ပြီးတော့မှ ိုင်းရင်းသားလက်နက်ကင်တွေအကုန်လုံးဘယ်လောက်ထိညီညွတ်ပြီးမင်းအောင်လိုင်ကိုဘယ်လိုတိုက်မလဲဆိုတော့နည်းနည်းခံမှန်းရခက်တယ်။ဒီနှစ်အတွင်း2025အတွင်းမဖြစ်နိုင်ဘူးလို့လည်းမပြောနိုင်ဘူး။ဖြစ်နိုင်တယ်လို့လည်းအမှခံလို့မရဘူးလို့ဗိုလ်ချုပ်တာဝန်ကျော်ကပြောကြားခဲ့ပါတယ်။တစ်တုံညာနစ်ခွန်စစ်စင်ရေးမှာမြို့ရီသိမ့်ပိုက်နိုင်တာကိုလည်းဗိုလ်ချုပ်တာဝန်ကျော်ကရှင်းပြပါတယ်။အရင်ကဆိုရင်စစ်တပ်ကိုတက်ခိုက်တာဟာအာဏာရှင်တိုင်းကိုခေါင်းနဲ့တိုက်တာဖြစ်လို့တိုက်တဲ့သူခေါင်းသာကွဲမယ်ဆိုတဲ့ပြောဆိုမှုတွေရှိခဲ့ကြောင်း ါပေမဲ့စစ်ကောင်စီဟာတကယ်တိုက်ရင်ရတဲ့အခြေအနေရှိခဲ့ကြောင်းဗိုလ်ချုပ်တာဖုံးကျော်ရဲ့မိကွန်းမှာပါရှိပါတယ်။မင်းအွန်လိုင်းပြုတ်ကြဖို့မြန်မာနိုင်ငံကိုတိဆက်ဖို့ရိုးရိုးစံနာပြတ်ယုံနေတော့လန့်သွားမယ်မထင်နဲ့။ပြီးတော့တွေးစွန်ဆွေးနွေးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလို့ညီလာခံတွေလှုပ်ခဲ့တယ်။အခုတော့အားလုံးရှင်းကုန်ပြီ။ဒီကောင်ကိုလက်နက်ကင်တိုက်ပြီးဖြိုချယုံပဲရှိတော့တယ်လို့ဗိုလ်ချုပ်တာဖုံးကျော်ကပြောပါတယ်စစ်အာဏာရှင်ပြုတ်ကြရင်အချိန်ပဲလောက်ကြာမယ်ဆိုတာပြောလို့မရပေမဲ့ဖြစ်နိုင်အောင်ကြိုးစားကြရမယ်လို့လည်းပြောပါတယ် မဖြစ်နိုင်ဘူးလားမေးရင်တော့ကျွန်တော်တို့ဖြစ်နိုင်အောင်ကြိုးစားမယ်ကျွန်တော်တို့အားထက်မယ်တပွဲတည်းဖြစ်အောင်လုပ်လို့မရဘူးလို့ဗိုလ်ချုပ်တာဝန်ကျော်ကပြောကြားခဲ့ပါတယ် TNLA အနေနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ကဲ့သို့ຫນွေဦးတော်လန်ရေးကထွက်ပေါ်လာတဲ့ PDF တွေနဲ့ချိတ်ဆက်လုလုခဲ့တယ်လို့အသိပေးထားပါတယ်။ဒါအပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်းချိတ်ဆက်ပြီးအလုလုတယ်လို့ဆိုပါတယ်။ဒါအပြင်တစ်ချိန်မှာတနိုင်ငံလုံးကမင်းအွန်လိုင်းကိုတိုက်ဖြတ်ပြီးတော့ ဖက်ဒရယ်ပုံစံနိုင်ငံတစ်ခုခု လုပ်တဲ့အချိန်ရောက်ပြီးဆိုရင်အစဉ်အသင့်ပေါင်းစပ်နိုင်ဖို့တအောင်းအင်အားစုတွေဘက်ကပြင်ဆင်မှုတွေပြုလုပ်နေတဲ့အကြောင်းတွေကိုလည်းပြောထားပါဗျ။ TNL နဲ့စစ်ကောင်စီတို့ဟာ2025ခုနှစ်အော်တိုဘာလ29-28ရက်နေ့မှာတရုတ်အစိုးရရဲ့ဂျောင်းဝင်စစ်ဆင်မှုနဲ့တရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံပြီးအပြစ်ခတ်ရဆဲခဲ့ပါဗျ။အပြစ်ရဲ့သဘောတူချက်ထဲမှာ TNL ကသိမ့်ပိုက်ထားတဲ့မိုးကုတ်မိုးမိတ်ကတက်တွေကိုပြန်လည်စုခွာပေးရမယ်လို့သဘောတူညီခဲ့ရသလို စစ်ကောင်စီက TNLA ထင်းကျုပ်ဒေသတွေကိုလေကြောင်းတိုက်ခိုက်တာမြေပြင်ထိုးစစ်စင်တာတွေမလုပ်ဘူးဆိုလို့သဘောတူခဲ့တာပါအဲ့ဒီလိုစစ်ကောင်စီနဲ့အပြစ်ခတ်ရက်စေးရတာဟာလူတို့ရဲ့ဘေးကင်းလုံခြုံမှုနဲ့ထိခိုက်နစ်နာမှုညော်နေစေဖို့ခက်ခဲစွာဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း TNLA ကအသိပေးထားပြီးအပြစ်ရဲ့ကာလအတွင်းတည်ငြိမ်ရေးနဲ့လွတ်လပ်စွာခရီးသွားလာရေးဦးစားပေးဆောင်ရွက်ရမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ဒါကြောင့်ခီးတော်ပြည်သူတွေနဲ့ စစ်ဆောင်တွေမိမိနေရဲ့မြို့ရွာကိုလွတ်လပ်စွာခီးတွာလာနိုင်ပြီလို့အတိပေးထားကြောင်းလည်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ NTAA ကတင်ဆက်ထားတဲ့ကြားဖြန့်လုပ်ငန်းသုံးစက်ပစ္စည်းတထောင်ခန့်ကိုဖျက်ဆီးခဲ့တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသလေးလို့ခေါ်တဲ့မိုင်းလာလက်နက်ကင်တပ်ဖွဲ့ NTAA ကအွန်လိုင်းငွေလိမ်လုပ်ငန်းဖြစ်တဲ့ကြားဖြန့်လုပ်ငန်းဆိုင်ရာစက်ပစ္စည်းတွေကိုတင်ဆက်ဖျက်ဆီးခဲ့တယ်လို့ NTAA က ီကနေ့မှထုတ်ပြန်ကြေညာပါတယ်။အော်တိုဘာလ31ရက်နေ့ကမိုင်းလာမြို့အမိုက်မီးရှို့ကွင်းမှာအထူးဒေသလေးရဲတပ်ဖွဲ့ကတင်းစဲထားတဲ့ကြားဖြတ်လုပ်ငန်းဆိုင်ရာစစ်ပစ္စည်းတွေကိုပြန်သုံးမြအောင်လမ်းကြိတ်ဆက်နဲ့ဖျက်ဆီးတယ်လို့မီးရှို့ပြည်လဲအပြီးတိုင်ဖျက်ဆီးခဲ့တယ်လို့ဖော်ပြပါတယ်။ဖျက်ဆီးလိုက်တဲ့ပစ္စည်းတွေထဲမှာမိုဘိုင်းဖုန်းတွေ၊ကွန်ပျူတာတွေ ရောက်တာတွေစတဲ့စက်ပစ္စည်းအမျိုးအစားများစွာပါဝင်ပြီးအရေးအတွက်အားဖြင့်တထောင်ခန့်ရှိတယ်လို့ဆိုကာခံမှန်းတံပိုးငွေမှာရွံငွေ၁၀ခန့်ရှိတယ်လို့ဆိုပါတယ်။အဲ့ဒီပစ္စည်းတွေအလုံးကိုကြားဖြတ်စကန်တွေကိုဖမ်းဆီးရကတိမ့်စိရရှိခဲ့တာဖြစ်ပြီးအခုလိုဖြစ်စည်းတာကြားဖြတ်လုပ်ငန်းနှိမ်နှင်းမှုဆိုင်ရာအောင်မြင်မှုရရှိကြောင်းလည်းဖော်ပြပါတယ်။ဒေတာအစိုးရအနေနဲ့ကြားဖြတ်လုပ်ငန်းကိုပြင်းထန်စွာနှိမ်နှင်းသွားမယ်ဆိုတာပြည်သူတွေကိုအသိပေးတာလည်းဖြစ်တယ်လို့ဆိုပါတယ်။ မိုင်းလာနဲ့ဝါလက်နက်ကိုင်တပ်ဖွဲ့ UWSC နေမြေတွေဟာကြားဖြတ်လုပ်ငန်းတွေများစွာရှိခဲ့တဲ့ဒေသတွေဖြစ်ပြီးတရုတ်အစိုးရကကြားဖြတ်လုပ်ငန်းနှိမ်နှင်းရေးလှုပ်ဆောင်လာတဲ့အချိန်မှာနေမြေကန်လက်နက်ကိုင်တပ်ဖွဲ့တွေကကြားဖြတ်လုပ်ငန်းနှိမ်နှင်းရေးတွေမှာပူးပေါင်းပါဝင်ကဖမ်းမိကြားဖြတ်လုပ်ငန်းလုပ်ကင်သူတွေကိုတရုတ်အစိုးရထံလွှဲပြောင်းပေးတာတွေပြုလုပ်လာတာကိုတွေ့ရှိရပါတယ်။ယခုနှစ်ပိုင်းအတွင်းအထူးဒေသလေးဟာတရုတ်နိုင်ငံကတရားစီရင်ရေးအဖွဲ့အစည်းတွေသက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းဆောင်ရွက်လျက် ပုံမှန်ချိတ်ဆက်မှုရန်ရာတွေတိစောက်ပြီးကြားဖြတ်လုပ်ငန်းလုတ်ကိုင်မှုမြင့်တက်လာခြင်းကိုထိန်းချုပ်ရမှာအတိကအခန်းကဏ္ဍကပါဝင်ခဲ့တယ်လို့မိုင်းလာတပ်ဖွဲ့ကအသိပေးပါတယ်။ပြစ်မှတ်ထားတိုက်ဖြတ်ခြင်းအရင်မြင့်မတားဆီးနေနှင်းခြင်းနဲ့ညှိနှိုင်းဆောင်ရွက်ခြင်းစတဲ့ပုံစံတွေနဲ့ကြားဖြတ်လုပ်ငန်းခြေဆိုင်စကန်တွေကိုအမြင့်ဖြတ်တုတ်တင်နိုင်အောင် ကြိုးပမ်းသွားမယ်လို့လည်းမိုင်းလာတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကော်မရှင်ခန့်ကရင်ဝန်ကြီးချုပ်မင်းဆွေဆိုင်ပုတ်စုဖြဲမှုဆွဆွဲချက်နဲ့လူငယ်နှုတ်ဖန်းစည်းခံခဲ့ရကြောင်းတင်ဆက်ပေးပါမယ်။စစ်ကော်မရှင်ခန့်ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးရဲ့ရွေးကောက်ပွဲမင်းဆွေဗင်နိုင်ဆိုင်ပုတ်ကိုစုဖြဲခဲ့တဲ့ဖအံမျိုးကအသက်15နှစ်အရွယ်လူငယ်တဦးအပါအဝင်အမျိုးသားနှုတ်ဦးကိုရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ဖန်းစည်းရေးယူလိုက်တယ်လို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ2ရက်နေ့က ကရင်ပြည်နယ်ဖအံမြို့အမှတ်နှစ်ရက်ကွက်အုတ်ချုပ်ရေးမှူးရုံးရှိမှာ စိုက်တူထားတဲ့ပြည်တော်စုကြံ့ကရင်နဲ့ပွင့်ပြိုးရေးပါတီကဖအံမဲဆနနဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်းဦးစောမြင့်ဦးရဲ့တပ်ပုံနဲ့စာသားပါပင်နိုင်ဆိုင်ဘုတ်ကိုဖအံမြို့အမှတ်နှစ်ရက်ကွက်နေသူတွေဖြစ်ကြတဲ့အသက်32နှစ်ထွန်းထွန်းဝင်းနဲ့အသက်15နှစ်ဖြိုးမင်းတန်တို့ကဆုပ်ဖြဲခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ဦးစောမြင့်ဦးရဲ့ရွေးကောက်ပွဲမဲဆွယ်ဖင်နိုင်ဆိုင်ဘုတ်ကိုဆုပ်ဖြဲခဲ့တဲ့ဖအံမြို့နေထွန်းထွန်းဝင်းနဲ့ ဖြိုမင်တန်တုတ်ကိုစစ်ကော်မရှင်လက်အောက်ခံဖန်အံ့မြို့မှာရေစကန်ကနေပါတီစုံဒီမိုကရေစီထွေထွေရေကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ပေးရေးဥပဒေပုံမှာ24ကကြီးနဲ့အမှုဖွင့်ဖန်စီတာပြီးထိရောက်ပြစ်ဒဏ်ရရှိရေးဆောင်ရွက်လျက်ရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဖန်အံ့မြို့မှာရေကောက်ပွဲမဲဆွေဆိုင်ပုတ်ကိုစုပ်ဖြဲခဲ့တဲ့သူနှစ်ဦးကိုစစ်ကော်မရှင်လက်အောက်ခံရေတပ်ဖွဲ့က CCTV စောင့်ကြည့်ကင်မရာကနေတဆင့်နိုဝင်ဘာလ2ရက်နေ့ညပိုင်းမှာဖော်ထုတ်ဖန်စီနိုင်ခဲ့တာဖြစ်တယ်လို့ ရစ်တပ်ဖွဲ့နဲ့နှိစက်သူတွေကဆိုပါတယ်ပါတီဇွန်ဒီမိုကရေစီအထွတ်ထွတ်ရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှန်24ကကြီအရာထောင်တန်းအနည်းဆုံး3နှစ်ကနေအများဆုံး9နှစ်ထိချမှတ်ရမယ်ပြင်ငွေတန်လည်းချမှတ်နိုင်တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားတာပါစစ်ကော်မရှင်ကကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးဟာလာမယ့်ရွေးကောက်ပွဲမှာပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေကရင်ပြည်နယ်လွှတ်တော်မဲဆန္ဒနဲ့အများဆုံးအနိုင်ရသူယူစနစ် FPTP ဖအံမြို့နယ်မင်းစနနယ်မှာဝင်ရောက်ရှင်းပြိုင်သွားမှာဖြစ်ပါတယ်။အတူတူရေကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကော်မရှင်ကကျင်းပသွားမှာဖြစ်ပါတယ်။လက်ရှိကရင်ပြည်နယ်တွင်ရေကောက်ပွဲမဲဆွယ်ကာလတွေအတွင်းမှာတော့ပြည်ထောင်စုချက်ခံရင်းနဲ့ဖွံ့ဖြိုးရေးပါတီတခုတည်းသာမဲဆွယ်မှုတွေရှိနေပြီးအခြားဝင်ပြိုင်မဲ့ပါတီတွေကတော့မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေတိတ်မတွေ့ရသေးဘူးလို့ဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်ခင်ဗျာ။ ထပ်မံတင်ဆက်ပေးကြတာကတော့ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ရွှေကုတ်ကိုဘက်အချမ်းမှာထိုင်းမိုဘိုင်းဖုန်းဆက်သွယ်ရေးကွန်ရက်ဖြန့်ကျက်နိုင်မှုကိုဒရုန်းများနဲ့စစ်ဆေးခဲ့ပြီးကြားဖြန့်ရာဇဝတ်မှုများမှာထိုင်းဆက်သွယ်ရေးကွန်ရက်ကိုအသွင်ပြုတ်နိုင်ခြင်းရှိမရှိစစ်ဆေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ရွှေကုတ်ကိုမြို့နယ်စပ်တလျှောက်မှာထိုင်းမိုဘိုင်းဖုန်းကွန်ရက်နဲ့ဆက်သွယ်ရေးကွန်ရက်ဖြန့်ကျက်နိုင်မှုကိုဒရုန်းများလွှတ်တင်၍တိုက်တာပြီးကြားဖြန့်ရာဇဝတ်မှုများမှာ ထိုင်းဆက်သွယ်ရေးကွန်ရက်တွေကိုအသုံးပြုနိုင်ခြင်းရှိမရှိဒီကနေ့မှာစမ်းစစ်ကြောင်း ထိုင်းသရပိုတာသတင်းဌာနကဖော်ပြပါဗျ။ထိုင်းနိုင်ငံဆက်သွယ်ရေးဆိုင်ရာကော်မရှင် NBTC အပါအဝင်ထိုင်းအာဏာပိုင်များကထိုင်းဘက်ချမ်းမှရှိတဲ့ဆက်သွယ်ရေးတာဝါတိုင်းတွေကရွှေကုတ်ကိုဘက်ထိမြေမြလိုင်းဆွဲအားနဲ့ signal ရောက်ရှိနိုင်သည်ကိုဒရုန်းပြန်တမ်း၍တိုက်တာခဲ့ကြောင်းသိရှိရပါဗျ။ထိုင်းနိုင်ငံမှာဝန်ကြီးဌာနပေါင်းစုံပါဝင်တဲ့စူပေါင်းဖွဲ့ကရွှေကုတ်ကိုရဲ့တစ်ဖက်ကမ်းမှရှိတဲ့ ထိုင်းဘက်အချမ်းမှမိုဘိုင်းဖုန်းတာဝါတိုင်းများနဲ့လိုင်းဆွဲအားအချက်ပြတ်မှုတွေကိုစစ်ဆီးခဲ့ပြီးနေဆက်တလျှောက်မှာမိုဘိုင်းဝန်ဆောင်မှုအရေးသွေးနဲ့ရိုမင်းအခြေအနေများကြားဖြတ်နဲ့ဆက်ဆက်တဲ့စိုက်ဘာရာဇဝတ်မှုများမှာထိုင်းဆက်သွယ်ရေးကွန်ရက်တွေကိုအသုံးပြုနိုင်ခြင်းများကိုစစ်ဆီးခဲ့ကြကြောင်းအဆိုပါလုပ်ငန်းမှာထိုင်းဝန်ကြီးချုပ်ရဲ့အမိန့်အရထိုင်းဆက်သွယ်ရေးကော်မရှင်ကဦးစီးဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထိုင်းဆက်သွယ်ရေးကော်မရှင် NBTC ကအန်ရီများတဲ့နေဆက်ဒေတာများမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကိုရပ်ဆိုင်းရန်အစီအမံများအကောင့်ထည့်ဖို့ရန်ဆုံးဖြတ်ခဲ့ကြောင်း NPTC 2025ခုနှစ်ဩဂတ်လ30ရက်နေ့မှာတက်တန်းရှိနေသေးတဲ့ဆက်သွယ်ရေးလိုင်စင်ရသူများအတွက်ဤပညာဆိုင်ရာရည်စွဲမှုတွေကိုကာကွယ်ရန်အစီအမံများနဲ့ပတ်သက်၍လည်းကြီးညာချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်းသိရှိရပါသည်။ထိုင်းနိုင်ငံမှလူမှုကိုကာကွယ်ရန်နဲ့ဤပညာဆိုင်ရာရည်စွဲမှုများမှဖြစ်ပေါ်လာနိုင်တဲ့ပစ္စည်းဆုံးရှုံးမှုတွေကိုကာကွယ်ရန်အတွက်အစီအမံ၈ခုချမှတ်ခဲ့ကြောင်း NBTC က နေဆက်ဒေတာတွေကိုကွင်းစင်စစ်ဆေးမှုများလှုပ်ဆောင်မှာဖြစ်ပြီး NBTC ရဲ့အစီအမံများနဲ့ဆက်ဆက်ဥပဒေတွေကိုမလိုက်နာကြောင်းဆက်သွယ်ရေးလိုင်စင်ရရှိသူများတွေ့ရှိပါကဥပဒေအရအရေးယူမှုများထပ်မံလှုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ထိုင်းကမြဝတီရွှေကုတ်ကိုကြားဖြန့် BGF ဂိတ်တွေတလျှောက်လုံးကို drone နဲ့ပြန်ပြီးဖုန်း signal ပေအထိလိုင်းယူထားလဲ Wi-Fi cable ဗေနီယာကဖြတ်ပြီးဆက်သွယ်ထားလဲဆိုတာတန်လိုက်လိုင်း scan ဆက်နဲ့ drone မှာတက်ပြီးလိုက်ရှာတာလုပ်တယ်လို့ ကရင်စည်တရင်ရှိမြစ်ကရှင်းပြပါတယ်ဒီကနေ့ထိုင်းအာနာပိုင်တွေက drone နဲ့မြန်မာဘက်အချမ်းမှထိုင်းစစ်တွေရဲ့ tower ရိုင်းတွေကိုစစ်ဆေးတဲ့အတွက် DGBA BGF KNL PC ဂိမ်းများမှာဖုန်းလိုင်းများအကုန်ပိတ်ထားပြီးငြိမ်သက်နေကြောင်းသိရှိရပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးချင်တာကတော့ချောင်းမြို့အဝင်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းချောင်းမြို့အဝင်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကြောင်းမုံရွာခရိုင် MS 7တရင်တက်ခွဲတုံးလျက်စီးတက်ခွဲမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။နိုဝင်ဘာလ၂ရက်နေ့မနက်၆နာရီခန့်မှာမုံရွာမန္တလေးပခုတ်ကူလမ်းဆောင်မှာရှိတဲ့ချောင်းမြို့အဝင်ကိတ်ကိုတော်လိုင်းတက်ဖွဲ့တွေကဝင်းရောက်တက်ခဲ့ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုဟာ၁၀မိနစ်ခန့်ကြာမြင့်ခဲ့ပြီးနောက်အကြမ်းဖက်စစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကာ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒါအပြင်တိုက်ခိုက်မှုအတွင် တော်လိုင်းရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ပြီးနှစ်ဦးတန်ရန်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ပွဲအတွင်းမှာထိခိုက်တန်ရန်ရရှိခဲ့တဲ့ရဲဘော်နှစ်ဦးကိုအချိန်မီစစ်ကူတနိုင်ရေးနဲ့ပြန်လည်ဆုတ်ခွာနိုင်ရေးအတွက်အချမ်းဖတ်စစ်တဲ့စခန်းကိုအောင်မြင်စွာအပြည့်အသက်သိမ်းပိုက်နိုင်ခြင်းမရှိဘဲရဲဘော်များဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ချောင်းမြို့အဝင်ကိတ်ကိုတော်လိုင်းရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာတိုက်ပွဲက7မိနစ်ခန့်ဖြစ်ပွားခဲ့ပါတယ်။စစ်ခွေးတွေဘက်က၄ဦးသေဆုံးပါတယ်။ ငါးဦးထိခိုက်ဒဏ်ရာရတယ်။ကျွန်တော်တို့ဘက်ကရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ပြီးနှစ်ဦးဒဏ်ရာရတယ်လို့မုံရခဲအမတ်စနစ်တရင်တက်ခွဲသုံးလျက်စီးတက်ခွဲမှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုလျက်စီးတက်ခွဲမုံရခဲအမတ်စနစ်တရင်တက်ခွဲသုံး CDSOM ဗိုလ်ဆက်ကြာစစ်ကြောင်းနဲ့ကျောင်းမြို့နယ်ဗိုလ်ရဲရင်စစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ထိုင်းနိုင်ငံကင်ချနာပူရီမှာတရားမဝင်မြန်မာအလို့သမား25ဦးဖမ်းဆီးခံရကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကင်ချနာပူရီမှာတရားမဝင်မြန်မာအလို့သမား25ဦးဖမ်းဆီးရရှိကြောင်းထိုင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။ဒီကနေ့နိုဝင်ဘာလ4ရက်နေ့တက်စီဆိုင်မှာရန်နာထားတဲ့ Picket Trucker ပေါ်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား25ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းအဆိုပါမြန်မာအလို့သမားတွေကိုထိုင်းလက်ကင်းအဖွဲ့ကမတင်ကြတဲ့အတွက်စစ်ဆေးရမှာ ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်းတရားမဝင်ဝင်ရောက်လာတဲ့မြန်မာအမျိုးသား18ဦးနဲ့အမျိုးသမီး9ဦးတို့ကိုကားပေါ်မှတွေ့ရှိခဲ့ရကြောင်းသိရှိရပါတယ်။အဆိုပါတရားမဝင်မြန်မာများအားလုံးဟာဖျားတုံစုမတဆင့်ကက်ချနာပူရီကိုနေဆက်စစ်စရေးကိတ်များကိုရှောင်ရှားပြီးကုန်းလန်းနဲ့ရေလန်းတောလန်းများအတိုင်းတရားမဝင်ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တရားမဝင်မြန်မာအလုသမာရိယာထိုင်းနိုင်ငံအတွင်းအလုလုံရန်အတွက်ဝင်ရောက်လာခြင်းဖြစ်ပြီးတအူးကိုပွဲစားကားဖြစ် ထိုင်းပတ်ငွေ2500ပေးရမှာဖြစ်ကြောင်း၎င်းတို့ကိုဥပဒေအရတရားစွဲဆိုအရေးယူပြီးပြည်နှင်တန်ပေးမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ online casino ကြော်ညာပေးတဲ့ဆိုတဲ့စွပ်စွဲချက်ကြောင့်မေစကြဝဠာကျင်းပရေးအဖွဲ့ကိုထိုင်းရဲစစ်ဆေးခဲ့ကြောင်းတင်ဆက်ပေးပါမယ် online casino တွေကိုကြော်ညာပေးခဲ့တဲ့ဆိုတဲ့စွပ်စွဲချက်အတွက်ထိုင်းရဲတပ်ဖွဲ့ဟာမေစကြဝဠာ Miss Universe ကျင်းပရေးအဖွဲ့ကိုစစ်ဆေးစီးနှင်းမှုတွေလှုပ်ဆောင်ခဲ့ပါတယ် ထိုင်းရတဖွဲ့ရဲ့အဆိုအရပြိုင်ပွဲစီစဉ်သူရရဲ့ခိုင်းစီမှုအရာအလမဲ့တချို့ဟာသူတို့အတွက်နေရာထိုင်ခင်းစီစဉ်ပေးထားတဲ့ဟိုတယ်တစ်ခုမှာအွန်လိုင်းကာစီနိုကြော်ညာတွေရိုက်ကူးပေးခဲ့တယ်လို့သတင်းရတဲ့အတွက်လက်တလောစီးနှင်းရှာဖွေမှုတစ်ခုလှုပ်ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။ထိုင်းမှာတော့ဒါဟာဥပဒေချိုးဖောက်မှုမြောက်ပါတယ်။ဒီဖြစ်ရဟာမေဆက်ကြဝလာပြိုင်ပွဲကိုအင်ရှင်ဖြစ်လက်ခံကျင်းပမဲ့ထိုင်းနိုင်ငံရဲ့ဂုံတည်င်းကိုအကြီးအကျယ်ထိခိုက်ကြဆင်းစေတယ်လို့ထိုင်းမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ အွန်လိုင်းကာစီနိုကြညာရိုက်ကူးမှုတွေအကြောင်းကိုပြိုင်ပွဲနဲ့ဆက်ဆက်သူတွေကသဘောထားဖြောင့်မှန်သူတွေကလုံခြုံရေးတွေစီကိုဆက်သွယ်အသိပေးခဲ့ကြအောင်အဲ့ဒီနောက်အာနာပိုင်တွေစီကိုအကြောင်းကြားပြီးရဲတွေကအမြန်ဆုံးတုံ့ပြန်ခဲ့တာဖြစ်ကြောင်းလည်းသိရှိရပါတယ်84ချိန်မြောက်မေဆက်ကြဝလာပြိုင်ပွဲကျင်းပရေးထိုင်းကော်မတီဥက္ကဋ္ဌနဲ့ Miss Grand International MGI အမှုဆောင်ချုပ် Nawat Isarari Seal ကဒီကိစ္စမှာ MGI ကလုံးဝဆက်ဆက်ပါဝင်မှုမရှိကြောင်းညင်းဆိုခဲ့ပါတယ် ူဟာရဲတပ်ဖွဲ့ကစုံစမ်းမေးမြန်းဖို့ဆင့်ခေါ်မှုအတွက်ဝက်ဖရာခရီရဲဌာနစီကိုနိုဝင်ဘာလ3ရက်နေ့ကတွားရောက်ခဲ့တဲ့နောက်သူ့ဖွဲ့စည်းနဲ့အွန်လိုင်းကာစီနိုကြော်ညာကိစ္စတွေဘာဆက်ဆက်မှုမှမရှိကြောင်းပြေရှင်းခဲ့ပါတယ်။ရဲတွေကမေဆက်ကြဝလာအဖွဲ့ MUO ရဲ့စပွန်ဆာကုမ္ပဏီတွေတဲ့ကတခုဟာအွန်လိုင်းကာစီနိုတွေနဲ့ဆက်နွယ်ပတ်သက်မှုရှိနေတယ်လို့ယူဆထားပါတယ်။ဒါကြောင့်လဲ MUO ဟာစပွန်ဆာကုမ္ပဏီအတွက်ကြော်ညာရိုက်ပေးရာကနောက်ဆက်တွဲပြဿနာတက်ခင်ရှိပါတယ်။ MGI က ကော်မတီအနေနဲ့ online casino တွေကိုကြော်ညာပေးတဲ့လှုပ်ရှားမှုမျိုးတခြားဆက်ဆက်မှုမျိုးဘာမှမရှိပဲအဲ့ဒီကိစ္စဟာ MUO တကူရဲရဲ့စီမံကိန်းတွယ်မှုလို့ရှင်းလင်းထားပါတယ် MUO ကနိုဝင်ဘာလ၄ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာတော့84ကြိမ်မြောက်မဲစကြဝဠာပြိုင်ပွဲကိုကြိုတင်စီစဉ်ထားတဲ့အတိုင်းကျင်းပနိုင်ဖို့ရည်ရွယ်ထားစေလို့ဖော်ပြထားပြီးအင်ရှင်နိုင်ငံရဲ့ MUI အပါအဝင်အဖွဲ့အစည်းအသီးသီးနဲ့ဆက်လက်ပူးပေါင်းအလုပ်လုပ်နေမယ်လို့ပါရှိခဲ့ပါတယ် 84ကြိမ်မြောက်မေစကြဝဠာပြိုင်ပွဲကိုတော့နိုဝင်ဘာလ22ရက်နေ့ကျရင်ထိုင်းနိုင်ငံနော်တာပူရီမှာရှိတဲ့ Impact ခမ်းမဆောင်ကြီးမှာကျင်းပသွားမှာဖြစ်ပါ रे ခင်ဗျာဟုတ်ကဲ့ပါအခုလို့ဆုံးထိနောက်ဆက်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ